ဆမ်ပလီစူပါဘလော့ကစိတ်ကက်ခြင်းမရှိဘဲမျက်နှာရောခန္ဓာကိုယ်ပါ73နိုင်ကြာကာကွယ်ပေးတယ်။ဒါကြောင့်နေဘလော့ကူကနေရာအောက်မှာနှာနေနိုင်ပြီလေ။နေရာဒီကိုဆမ်ပလီနဲ့တူချက်တန်းကြပါစို့။နိုင်ငံတော်သမရဦးထင်ကျော်နဲ့ဇနီးတော်စုစုလွင်မိသားစုတို့ဟာဒီကနေ့နှစ်ဆနှစ်ရက်နေ့မနက်ပိုင်းကတုံးဝမြို့နယ်မှာနှစ်တိအလှူဒါနပြုလုပ်နေတာဖြစ်ပါတယ်။ တမရရဲ့ဇနီးဒေါ်စုစုလွင်ရဲ့မွေးရမြေဖြစ်တဲ့ရန်ကုန်သုံးခွမြို့နယ်မှာရှိတဲ့မဟာအတုလဝေယံသာသနာ့ဘိတ်မှန်မှာနှစ်သိမင်္ဂလာအနေရကင်းပြိတ်တရားတော်နာယူပွဲနဲ့တက်ကြီးပူဇော်ပွဲကိုကျင်းပခဲ့တာပါဒီပွဲမှာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ဇနီးရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌရန်ကုန်တိုင်းလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးရန်ကုန်တိုင်းစီမံကိန်းနဲ့ဗန္နာရေးဝန်ကြီးစတဲ့တိုင်းအစိုးရအဖွဲ့ကတာဝန်ရှိသူတွေလည်းလာရောက်ခဲ့ပါတယ် ဒီနေ့တက်ကြီးပူဇော်ကြတော့ပွဲမှာအဖိုးအဖွား1500ကျော်အတွက်အလူပစ္စည်းတွေနဲ့ပူဇော်ကြတော့ခဲ့ကြတာဖြစ်ပါတယ်ဒီခီးစီမှာတမရာကြီးဟာဇနီးဒေါ်စုစုလွင်နဲ့အတူအလူပြုတ်လုခဲ့တယ်လို့ဒေါ်စုစုလွင်ရဲ့မွေးရမြေအိမ်ဖြစ်တဲ့သုံးဝမြို့နယ်တည့်ရက်ကမက်ဂင်လန်းကနေအိမ်ကိုလည်းတွားရောက်ခဲ့တာတွေ့ရပါတယ်